ဘာစီလိုနာရဲ့ပြည့်မှတ်ရေဒါထဲမှာရှိနေသေးဖြစ်တဲ့နာမည်ကျော်တိုက်စစ်မှုအေဆာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်းချီတီ channel ခါနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီလေဘာဘူးအသင်းဟာပေါင်125သန်းနဲ့ခေါ်ယူထားခဲ့တဲ့အလက်ဇန်ဒါအေဆာနဲ့ပတ်သက်ပြီးတော့ချက်ချင်းဆိုသလိုအပြောင်းအရွှေ့ချိန်ချောက်မှုကိုခံနေရပါတယ်ပရီးမီးယားလိစံချိန်တင်ချင်းနဲ့လေဘာဘူးတန်ရောက်ရှိလာပြီးမဲ့အလက်ဇန်ဒါအေဆာဟာအနာဂတ်မှာအတခြားဥရောပအသင်းကြီးတစ်ခုစီကိုထွက်ခွာဖို့အခြေအနေတွေပေါ်ပေါက်လာနိုင်ခြေရှိနေတာဖြစ်ပါတယ် စပိန်ဘောလုံးအကျော်မော်ဂေစကာမာဒီတာကဘာစီလိုနာအနေနဲ့နောက်လာမဲ့တစ်ချိန်ချိန်မှာအီဆက်ကိုလီဗာပူးအသင်းစီကနေခေါ်ယူတင်ကြောင်းပြောဆိုခဲ့ပြီးတော့ဘာစီလိုနာအသင်းအနေနဲ့လည်းအီဆက်ကိုစိတ်ဝင်စားလိမ့်မယ်လို့ယုံကြည်ကြောင်းပြောဆိုထားပါတယ်။လက်ရှိဘာစီလိုနာရဲ့အထောင်တိုက်စစ်မှုနေရာကိုလီဝန်ဒေါစကီကတာဝန်ယူထားပါတယ်။ဘာစီလိုနာအသင်းကိုယ်တိုင်ကလည်းတိုက်စစ်မှုလီဝန်ဒေါစကီရဲ့အခြေအနေကိုစောင့်ကြည့်နေပြီးတော့အနာဂတ်အတွက်တိုက်စစ်မှုတွေတအုပ်ကိုခေါ်ယူသွားဖို့ချိန်ရွယ်နေတာဖြစ်ပါတယ်။ ိုလန်တိုက်စင်ဘူးဟာဘာစီလိုနာအသင်းတို့ကစုစုပေါင်း156ပွဲပါဝင်ကစားပေးထားပြီးတော့105ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။မကြခင်ချိန်တွင်းမှာလီဝမ်က38နှစ်ပြည့်တော်မှာဖြစ်ပြီးတော့လာမယ့်ရာသီမှာအသင်းနဲ့စာချုပ်တက်တန်းလဲကုန်ဆုံးမှာဖြစ်ပါတယ်။စာချုပ်ပါအချက်အလက်အတိုင်းဘာစီလိုနာအသင်းကနောက်ထပ်12လထပ်မံတက်တန်းတိုးသွားဖို့ရည်ရွယ်ချက်ရှိနေပါတယ်။ဒီစာချုပ်တက်တန်းတိုးပြီးသွားတဲ့အချိန်ရောက်လာခဲ့ရင်တော့ဘာစီလိုနာအသင်းအနေနဲ့တိုက်စစ်မှုသစ်တအုပ်ကိုတေချာပေါက်ရှာဖွေခေါ်ယူသွားရတော့မှာဖြစ်ပါတယ်။ ။ဤဆက်ကတော့26နှစ်တည်းကိုရောက်ရှိနေပြီးတော့သူ့ဘဝရဲ့အကောင်းဆုံးအခိုက်အတန့်တွေကိုဖျက်ဆီးနေရခြင်းလည်းဖြစ်ပါတယ်။လီဗာပူးအသင်းစီကိုလည်းပရီးမီးယားလိစံချိန်တင်ပြောင်းရွှေ့ခြင်းဖြစ်တဲ့ပေါင်125သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ဒဲမီရာရဲ့ဖော်ပြချက်ထဲမှာဆိုရင်တော့လီဗာပူးနဲ့အီဆက်ကြားစာချုပ်တက်တမ်းမကုံဆုံးခင်မှာပဲဘာစီလိုနာအသင်းကကြားဖြတ်ခေါ်ယူလာနိုင်တယ်လို့ပါရှိနေပါတယ်။ဒဲမီရာသတင်းထောက်ကအီဆက်အနေနဲ့လီဗာပူးအသင်းစီမရှောင်ရွှေ့ခင်အချိန်တည်းကဘာစီလိုနာအသင်းရဲ့ချိတ်ဆက်ကမ်းလှမ်းတချို့ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒီအကောင်းဆုံးတိုက်စစ်မှုကိုစပိန်နာမည်ကျော်ကလပ်တွေဖြစ်ကြတယ်။ဘာစီလိုနာနဲ့ရီယယ်တို့ကအခြေအနေစောင့်ကြည့်နေကြတာဖြစ်ပြီးတော့အဆိုပါအချိန်တုန်းကဘာစီလိုနာမှာလီဝမ်ရှိပေမဲ့လည်းနောက်လာမယ့်ရာသီအတွက်တိုက်စစ်မှုနေရာကိုအစားထိုးချင်တာကြောင့်အီဆက်ကိုမျက်စိကျခဲ့တယ်လို့သိရပါတယ်။အီဆက်ကလာလီဂါမှာလဲထူးချွန်တဲ့အရေးအချင်းတွေကိုပြသထားဖို့သူတယောက်ဖြစ်ကြောင်းသတင်းတောက်ကဆက်လက်ပြောဆိုထားပါတယ်။နယူကာဆယ်အသင်းမှာလဲစပယ်ရှယ်ခြေစွမ်းတွေကိုပြသခဲ့ပြီးတော့လေဘာဘူးထံရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ လက်ရှိနေပြအန်ဆလော့လက်အောက်မှာတော့အစ်ဆက်အနေနဲ့နေသားကြဖို့အတွက်စူးစမ်းရောကန်နေရတဲ့ပုံစံမျိုးမှာရှိပါတယ်။ဒါပေမဲ့လည်းကြောက်ကြကြရေမငုံဘူးဆိုတဲ့အတိုင်းပါပဲ။အစ်ဆက်လိုမျိုးအရေးသွေးရှိတဲ့ကစားသမားကောင်းတဦးဟာမကြခင်ချိန်တွင်းမှာသွင်းကိုးတွေနဲ့အတူပရီးမီးယားလိမ်မှာပြန်လည်ထွန်းတောက်လာဖို့ရှိနေပါတယ်။ဒါကြောင့်လည်းဘာစီလိုနာအသင်းကသူတို့ရဲ့တိုက်စစ်မှုပြစ်မှတ်ရေဒါထဲမှာအစ်ဆက်ကိုထည့်သွင်းထားတာဖြစ်ပြီးတော့လာမယ့်ရာသီမဟုတ်ရင်တောင်နောက်လာမယ့်ရာသီမှာတေချာပေါက်ကန်လန်းခေါ်ယူသွားဖို့ပြင်ဆင်လာနိုင်ပါတယ်။အစောတိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ခင်ဗျာ။